အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်၈ရက်ဆန္ဒလ2025ကနေ၁၄ရက်ဆန္ဒလ2025အတွင်းမှာကြုံတွေ့ရမယ့်ဒဗက်စာကန်ဒီမာဟော့ကင်းကိုကနတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီတပတ်တာကာလမှာဘလူကန်ဒီယာလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အဲတနင်္ဂနွေသားသမီးတွေဒီတပတ်တာကာလကဘဝမှာအပြောင်းလဲကြီးမားမားကြီးဖြစ်တတ်တဲ့ဆိုတော့ဂိမ်းထဲမှာသွားပါပါတယ် အရေးပါတဲ့အလက်အပြောင်းကြီးကြီးမားမားကြီးပြောင်းလဲရတတ်တဲ့ဂိမ်းတွေမှာပါတယ်အဲ့အတွက်လည်းဂျူလင်ပြင်ဆင်ထားရတော့မှာပေါ့အဲ့တော့ဘလို့ပြောင်းလဲရတယ်လဲပေါ့အဲ့တော့ဝင်နှနေတာဖြစ်ခဲ့မဲ့ဆိုရင်ဒီကာလမှာအလောက်ကန်အိုးအိမ်နေရာထိုင်ခင်းပြောင်းသွားလိမ့်မယ်ပြောင်းတဲ့ခါမှာ2မျိုးရှိတယ်ပေါ့နော်တယောက်တစ်မျိုးတော့မတူကြဘူးပေါ့အဲ့တစ်မျိုးကဘလို့ပြောင်းလဲဆိုလို့ရှိရင်သူကရာလူတို့အနေထားနဲ့ပြောင်းသွားတတ်တဲ့ဂိမ်းလို့ခေါ်တယ်တချို့ကတော့လက်ရှိလောက်ကနေလုံးဝထွက်ပြီးတော့နောက်အလောက်တစ်ခုကိုပြောင်းသွားရှူရတတ်တဲ့ဆိုတဲ့ဂိမ်းတချို့ကတော့နေရာဒေသတွေပေါ့နော်လက်ရှိမျိုးရွာနေရာဌာနကနေတခြားတနေရာကိုပြောင်းသွားတာတို့ တချို့ကလက်ရှိနိုင်ငံတွေတခြားနိုင်ငံတို့ဒါမျိုးတွေကိုပြောင်းမရှိရတဲ့ကိစ္စမှာသွားပါပါတယ်အဲ့အတွက်လည်းအတူတင်ပြင်ဆင်ထားပေးပါအောင်အဲ့ဒါပြင်ကိုပိုင်စီဝါရေးလုပ်ငန်းတွေစတင်ပြီးတော့လုပ်မယ်ဆိုတဲ့သူတွေဒီကနေ့မှာကိုပိုင်စီဝါရေးတခုစတင်အကောင့်တွေ follow အကောင့်သုံးသောကာလဖြစ်တယ်ကျွန်တော်အရင်သဘောကျတယ်ဒီကနေ့မှာဆိုင်တစ်ခုခုစီဝါအသစ်တစ်ခုခုကိုစတင်အကောင့်တွေ follow လိုက်မယ်ဆိုရင်လာမယ့်အနာဂတ်တွေမှာကောင်းကျိုးချမ်းသာတွေအေကံမှုချရရှိလိမ့်မယ်အိမ်ပြင်လို့ရတယ်အိမ်စင်အိမ်ဒီပါတွေဝယ်လို့ရတယ်အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာသမီးအောင်လုပ် အစသားအရာအစဉ်ပြေလိုက်မယ်အလုပ်မရှိတဲ့သူတွေဒီကာလမှာဝရိယထားပြီးအလုပ်ရှာပါအလုပ်ရအောင်ရလာပါလိမ့်မယ်တချို့တွေဆိုရင်အလုပ်ရဖို့အတွက်အကြာကြီးစောင့်နေရတဲ့သတင်းစကားလေးတွေဒီကာလမှာရပြီဆိုတဲ့အဟာလေးတွေအဲကြားလိုက်မယ်ဆိုတဲ့သတင်းလေးတွေရှိတယ်ပေါ့နော်တော်တော်လေးအားကောင်းပါတယ်စူပါစပောင်းဆက်လို့ရှိရလုပ်ငန်းလေးတွေဒါအားကောင်းတာဖြစ်တဲ့အတွက်တော်တော်လေးဝမ်းသာဖို့ကောင်းတယ်အဲဒီကာလကတနေ့ဦးတွေတာသမီတွေအတွက်စီပွားလက်လာပါလိမ့်ဒီအမတန်တိုးတက်အောင်မြင်မယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါလာတွေ့ရတဲ့အတွက်ဝမ်းသာဖို့ကောင်းတာပေါ့ ီးတော့တနင်္ဂနွေသားသမီးတွေဒီကရမှာအလုပ်တွေပါတယ်အတူတူတွေ့လို့တဲ့အခါမှာအဲကိုယ့်ရဲ့မိတ်ဆွေတွေညီပေါ်မောင်နှမတွေစသည်အဖြစ်ပေါ့နော်စုပေါင်းဆက်ပေါင်းလို့ပို့ပြီးတော့အကြိုးပေးအောင်မြင်တာတွေ့ရတယ်တခုတော့ရှိတယ်ကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေတော့အဆင်ပြေတာမှန်တော်လည်းပဲဝန်ထမ်းတွေအတွက်ဆိုရင်တော့သူကအတိုက်ခိုက်တွေတအားများတယ်တိုက်ခိုက်မှုကြားတွေကလည်းအောင်မြင်မှုရတယ်လို့ခေါ်တာပေါ့ဒီကရမှာအာသရသမားတွေဒါဆိုလို့ရှိရင်တော့ရှင်ပြိုင်မှုတွေမှာအနိုင်ရတယ်ဆိုတဲ့ဂိမ်းတွေနိုင်ငံတော်တို့ဒီအထက်လူကြီးတွေကနေချင်းမြင့်မြောက်စားတဲ့ ဝရုကုံတို့စုစိတ်တို့ငွေကြေးတို့ဒါတွေကစားလက်ခံရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကိစ္စမှာသွားပါတာဖြစ်တဲ့အတွက်အာဂရသမားတွေဒီကလာမှာကံကိုပမာရှိတယ်ကိုပကဝရိယအားထားပြီးတော့ချိုးသားဖို့ပဲလိုတယ်ဆိုတာလေးအကြံပေးခြင်းနဲ့ပေါ့နော်အဲ့တော့သူကတိုက်ခိုက်ပြီးရှင်မမင်းမရတဲ့အောင်မင်းမှုကိုတနုဝင်တာသမီးတွေရရှိပိုင်ဆိုင်လိမ့်မယ်အမှုပညာရှင်တွေဆိုလို့ရှိရင်လည်းဒီကလာမှာပြည်သားအပိချစ်ခင်နေသက်မှုနော်စုစိတ်တွေဘဝတုကုံတို့တွေရရှိပိုင်ဆိုင်တာတွေကအစဝော့ကွယ်အောင်မင်းမှုတွေရရှိတတ်တဲ့ကလာထဲမှာသွားပါပါတယ် အဲ့တော့အနုပညာဝန္ဒနာဘာလဲအစိုးရတရားဆောင်နေဆိုလဲဒီကာလမှာကိုယ့်ရဲ့အနုပညာတစ်ခုခုကိုပြည့်တက်ကိုချပြပါကံတရားရဲ့ထပ်ပတ်မှုအပြေအဝရမယ်ဆိုတဲ့ကာလထဲမှာပါပါတယ်ပတ်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါဒီကာလမှာကိုယ့်ကိုစိတ်ဓာတ်ကပြိမဲ့သူကတော့နေရာတိုင်းမှာရှိကြတာပဲအဲ့တော့အဝေးရသူတွေတော့မဟုတ်ပါဘူးအရင်းနှီးသုံးသူတွေကကိုယ့်ရဲ့အောင်မြင်မှုတွေကိုမနာလိုပဲနဲ့ကြောက်ချတာနှောက်ကြောဓာတ်နဲ့ထိုးတာလေးတွေဖြစ်တတ်တယ်လူငင်းလူယုံဒုက္ခပြတတ်တဲ့ခိန်းထဲမှာပါတော့အထူးသတိထားပေးပါနော်အထူးသဖြင့်ပတ်သက်တဲ့သူတွေမှာ အဲတောက်ကြတော့ဘုဒ္ဓခုလို့ဆိုရင်ကိုယ်ကိုပို့ပြီးတော့ဒုက္ခပေးတာဖြစ်တဲ့အတွက်သတိထားပြီးအဲတရုပ်ကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့တဲ့တချို့လေးတွေဆိုရင်ချစ်သူအိမ်တော်ဘက်ကအိမ်နဲ့တာသမီးတွေမှာဆိုရင်ကိုယ့်ဘဝတွေကလုံးဝထွက်သွားတာလောင်းဖြစ်တယ်လို့ခေါ်ပါတယ်အောက်လငယ်သားလေးတွေကိုယ့်ကိုစန့်ကျင်တော်လာတာကိုယ့်စီကထွက်သွားတာမိပါတယ်ဆိုရင်တာသမီးတွေကကိုယ့်ပြောတဲ့ကနားမထောင်ဝင်နဲ့အိမ်ကနေထွက်သွားတာဒါမျိုးလေးတွေဖြစ်တဲ့ကိစ္စရှိပါတယ်နောက်တနည်းကိုယ်တွေတာသမီးတွေတခုအကြံပေးခြင်းနဲ့အဲအမျိုးသားနဲ့အမျိုးသမီးမှာအမျိုးသားလေးကိုပို့ပြီးအကြံပေးခြင်းတာက မိမကြောင့်ပြဿနာဖြစ်တဲ့ကိန်းရှိတယ်အမှုဖြစ်တဲ့ကိန်းရှိတယ်ဂယုဆိုင်ပါအဲ့ဒီကလေးမမေ့ပါနဲ့နော်မိမကြောင့်အမှုဖြစ်တဲ့ကိန်းရှိတယ်နော်အဲနမေကုန်သင်ခါလေးတွေကြာစင်တဲ့စတာအပွင့်လုံပြီးတော့မထိန်ချုံနိုင်တာဖြစ်တာကြောင့်အိမ်အောင်ရှိရတဲ့ဖောက်လဲဖောက်ပြန်လောက်တာမျိုးတို့အိမ်အောင်ရှိတဲ့အမျိုးသားအမျိုးသမီးတွေနဲ့သွားပတ်သက်မိတာမျိုးတွေဖြစ်ပြီးတော့အမှုအကင်းတွေပါရင်ဆန်ရတာမျိုးတွေကြုံရတဲ့ကိန်းရှိတယ်မပေါ်ဆန်နေပေါ့နော်တချို့အိမ်အောင်ရဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တာကြာပြီပေါ့ဗျာအခုတော့မဟုတ်ဘူးကြာလာပြီပေါ့အဲ့ဒီဖြစ်တဲ့အချိန်ကြောင့်အဲဒီလိုကလာမှာ ကိုယ်တိုင်ကိုလျှောက်ကြမယ်ဆိုပြီးတော့အိမ်တော်ရင်မှာတရားဝင်ကွာရှင်းကြတာမျိုးတွေပါလေကျောင်းထက်တဲ့ဂိမ်းတွေမှာတော့သွားပါတယ်လို့ခေါ်ပါတယ်။ကျမ်းမာရင်ပတ်သက်လို့ရှိရင်တော့ယောဂတွေကြာရှည်ခံစားနေရတဲ့သူတွေဆိုရင်ဒီကာလမှာအနာနဲ့ဆင်းနဲ့တို့ပြီးတော့ယောဂတွေတက်တာပျောက်ကင်းနေဆိုတဲ့အနေအထားတွေကျောင်းထက်တဲ့ဂိမ်းရှိပါတယ်။အဲကျမ်းမာရင်ညလို့ဆေးုံဆေးခန်းတွေပါလေပြမယ်ဆိုလို့ရှိရင်တော့အရှိတောင်ရက်မှာရှိတဲ့ဆေးုံဆေးခန်းတွေကိုပြရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးချင်တယ်ကနော်။ယောဂတန်းခနာကူမှာ96ပါးယောဂလို့ဖြစ်ခဲ့သည်ရှိတော့သွားတဖုံးနဲ့ပတ်သက်တဲ့ယောဂဖြစ်တာတွေ မျက်မှန်ပါဝါတိုးရတာ မျက်စိခွဲရတာအရေးပြားနဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတယ်သတိထားပြီးပေါ့နော်အစားစားတွေပါတယ်စားတဲ့အခါမှာအဲကြက်သားကြက်ငါသည်တခွားသည်ချမောင်ကျော်အဲအတက်စားလေးတွေမစားဘဲနေတော့ပို့ပြီးကောင်းမယ်လို့အကြံပေးခြင်းနဲ့ပေါ့နော်အဲတနည်းနဲ့သားသမီးတွေငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီတစ်ပတ်ကလာကငွေချေးကံအမရံလက်လာပါပွင့်မယ်ဆိုတဲ့ဂိမ်းတွေမှာသွားပါပါတယ်ဆိုတော့တခုတော့ရှိတယ်ဘလောက်ပဲပတ်စံရရ မနက်ဝင်မြင်ညနေဆိုပြန်ပြန်ထွက်တဲ့ gain ထဲမှာသွားပါတယ်ရတဲ့ပတ်စံမမြင်ဘူးဆိုတဲ့သဘောပေါ့နော်ရလိုက်ထွက်လိုက်ရလိုက်ထွက်လိုက်ဖြစ်နေတာမျိုးလေးတွေကျွန်တော်တက်တဲ့ gain ရှိတယ်အဲ့တော့ပတ်စံတွေပါရမယ်ဆိုလို့ရှိရင်တော့ service အသစ်တွေဝင်တဲ့ gain ရှိတော့ဝယ်တာတို့စာနေပါတွေဖွင့်ဖို့ကြိုးစားတာတို့အလုပ်ထဲမှာယင်းညွတ်နာတာတို့အိမ်ပြင်တာအိမ်စင်တာအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ဆောင်တာတို့မှာထက်ဝင်သုံးဆမဲ့ဆိုရင်ပို့ပြီးတော့အဖတ်တင်မယ်လက်ထက်မှာ design ကြီးနိုင်လဲဆိုရင်တော့ခဏနဲ့ပြန်ကုံသွားတာမျိုးလေးတွေဖြစ်တဲ့ gain ရှိတယ်ဘလောက်ပဲယင်းလေးတဲ့သူတွေဖြစ်ဖြစ်ပတ်စံလုံးဝမချိမိစေနဲ့ပြန်မရဘူး ပြန်တောင်းအောင်အခက်မသိရင်အမှုတွေပါတွေဖြစ်တာမျိုးတွေကြုံရတယ်ရေပေါက်ကြောင်နဲ့မပြီးတော့ဘူးလှုပ်ချင်တယ်လို့လှုပ်တော့ကြိုက်တယ်လို့ထင်တော့စတဲ့အဖြစ်ရန်စကားတွေအပြောခံရတာတွေဖြစ်တဲ့ကိန်းရှိတယ်ဂယုစိုက်ပြပါနော်အဲဒီသမလာ၈ရက်၉ရက်၁၀ရက်၁၁ရက်၁၂ရက်၁၃ရက်အဲ့ဒီရက်တွေကတော့အမရန်ကံရဲ့ထောက်ပံ့မှုတွေရတဲ့ရက်ထဲမှာသွားပါတော့ဝမ်းတာဖို့ကောင်းတာပေါ့လေနော်ဆိုတော့ပြပနိုင်ငံခရီးသွားတဲ့ကိန်းတွေရှိတယ်ဘဝလူကုန်လူစုစည်းတွေရရှိပိုင်ဆိုင်တဲ့ဆောင်းဝဲတွေပါတယ်အင်တာဗျူးတွေပါတယ်ဖြေလို့ရှိရင်အဲ့ကလာမှအောင်တယ်အလုပ်တွေပါတယ်ရတယ် ီးတော့အဲနေရတဲ့အိမ်အောင်ရှင်တွေဆိုအဲ့ကလာမှာမင်္ဂလာကိစ္စတွေစီစဉ်ဆောင်ရွက်ရတာလေးတွေဖြစ်တဲ့ကိန်းကမှာပါတယ်။ဖျားဘူးခီးတွေပါတယ်ထထသွားတဲ့ကိန်းကြီးပါတော့ဝမ်းသာဖို့ကောင်းတာပေါ့။ဒီဒီမလာ၁၄ရက်အဲ့ရက်တရက်မှာတော့အညံ့လေးတွေရှိတယ်။ယင်းနေတဲ့သူတွေနဲ့မိတ်ပြတ်ဆွေပြတ်ဖြစ်တာလေးတွေအဲမင်းဆိုရနေပတ်တဲ့ကိစ္စတွေညှိဆုံပြီးအမှုကင်းဖြစ်တာမျိုးလေးတွေကြုံရတဲ့ကိန်းရှိတယ်။ငွေကြေးလက်လုံးပြီးပြန်တောင်းလို့မရတဲ့ခါမှာယံပရိပခစိတ်ကိုရောက်အဲစိတ်ဆင်းရဲစရာလေးတွေကြုံရတဲ့ပေါ့နော်။ပြေးသွားလာရင်တစ်ချက်သတိထားပါ။ကားအက်ဆီဒန့်ဖြစ်တဲ့ကိန်းလေးတစ်ချက်ရှိပါတယ်။မပေါ့ပါနဲ့နော်။ တော့ပြန်လျားရထားမှုလေးတွေအပြေအဝရအောင်ပန်းရောင်အနီရောင်ကြက်တွေရောင်အစင်းရောင်အဲ့ဒီအကြောင်းတွေကိုအဲမိမိတို့ယုံကြည်အဲမိမိတို့အဓိကလှုပ်ဆောင်တဲ့ဒီကိစ္စတွေမှာပေါ့နော်ဝတ်ဆင်သုံးဆွဲပေးရမယ်ဒါအပြင်စောင်းတော်ကူပန်းဇပယ်ပန်းဇင်းညွန့်အောင်တပြေပန်းအဲ့ဒီပန်းတွေကတော့အဲဖျားမှာဖျားပန်းကရာဖြစ်စေနေအဲ့ခါနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့တနေ့ကနေတာသမီးတွေကြောင်ရတဲ့အညံ့တွေကင်းပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းဖို့အတွက်အရှိတောင်ရက်ကိုမျက်နှာမူပြီးတော့စီထမင်းနဲ့ နော်အကြော်ဆုံးလေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေအေကံမုတ်ချပြပြောက်သွားလိမ့်မယ်အဲတန်ဃာတော်တွေကိုစားဥလေးတွေဘောမင်းလေးတွေဝယ်ပြီးတော့ဒါနပြုလူတန်းပေးပါအိမ်မှာမသုံးတော့တဲ့ကော်ဘူးကော်ကွက်တခါသုံးခွက်လေးတွေရှာဖွေပြီးအမြန်ဆုံးဆွတ်ပေးပလိုက်ပါအညာနေကင်ပြီးကောင်းတဲ့ကံတွေကအေကံမုတ်ချပို့ရေးကောင်းသွားပါလိမ့်မယ်တနင်္ဂနွေတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်